မာဒီယက်ကွန်ညာမန်ချက်စတာယူနိုက်တက်ကိုဘာလို့ယူဆောင်လာမလဲဘရာဇီးကစားသမားကွန်ညာဟာမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ဒီပြအမ်မိုရင်ရဲ့တောင်းဆိုမှုနဲ့အတူရောက်ရှိလာတာဖြစ်ပြီးတမိုင်းတစ်လျှောက်အဆိုးအဝါဆုံးယာတီဖြစ်ခဲ့တဲ့အခုယာတီရဲ့အရေးအမဲတွေကိုခြေပြတ်ဖို့2025 2026မှာကွန်ညာကိုခေါ်ယူခဲ့တာဟာပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ဒါဆိုကွန်ညာဟာဘလို့ကစားသမားမျိုးလဲ။ပရီးမီးယားလိနဲ့အသားကျပြီးသားဖြစ်တဲ့ဒီကစားသမားဟာ မန်ချက်စတာယူနိုက်တက်မှာနှင်းနှင်းမြန်မြန်နဲ့အသားကြောင်မယ်လို့ယူဆရမှာပါ။ကိုညာဟာဘရာဇီးနိုင်ငံသားဖြစ်ပြီးညီနေကြ traditional ကွင်းလယ်တိုက်စစ်ကစားသမားမျိုးမဟုတ်ပဲ modern attacking forward ကစားသမားတဦးဖြစ်ပါတယ်။ကိုညာဟာနီးပြူဟာနီးစနစ်တစ်ခုတွင်မှလည်းအခန်းကဏ္ဍအမျိုးမျိုးကိုအလွယ်တကူပြောင်းလဲနိုင်တဲ့ကစားသမားဖြစ်ပြီးလိုင်လျောညီတွေကစားနိုင်တဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ dribbling နည်းစနစ်တွေကတခြားတိုက်စစ်ကစားသမားတွေလိုမျိုးအချိန်ယူလိန်ခေါက်ကစားတဲ့ပုံစံမျိုးမဟုတ်ဘဲအမြန်နှုတ်မြင့်တဲ့ ball carrying နဲ့အတူအချိန်ခဏလေးအတွင်းမှာပဲပြောင်းရင်မဲ့နောက်ခံသူတွေကိုဖျက်ကျော်ကစားတဲ့ပုံစံမျိုးပါမြင်အောင်ပြောရမယ်ဆိုရင် Mbappe ကစားတဲ့ပုံစံမျိုးပဲဖြစ်ပါတယ် Wolf အတင်းမှာသူကကောင်တာအတွက်ကိုဥဆောင်ကစားဖို့တာဝန်ယူထားရပြီးတိုက်စစ်လမ်းကြောင်းတွေစတင်မှုကိုညာစီကပဲတခြားကစားသမားတွေကစောင့်ကစားရတဲ့ကစားကွက်ကိုဥဆောင်ခဲ့သူဖြစ်ပါတယ်ဒါအပြင် သူ့ရဲ့ off the ball movement တွေကကြီးကျူးစရာကောင်းလာပါတယ်။ဒီစနစ် view ဟာပုံမူတည်ပြီးတိုက်စစ်များဦးတယောက်လိုကစားနိုင်တယ်လို့ဘဲတောင်မန်တိုက်စစ်ကနေကက်တင်ဆိုင်လုပ်ပြီးလုံလောက်တဲ့ technique နဲ့ intelligence ကလည်းရှိနေပြန်ပါတယ်။ သူကဂိုးရင်ထိုက်သွင်းတတ်တဲ့ကစားသမားမျိုးမဟုတ်ပေမဲ့ဂိုးရဖို့ကိုသူ့စီကပဲမျှော်ကိုးရတဲ့ကစားသမားမျိုးပါ။ပူညာရဲ့တိုင်မိုးကသူ့ရဲ့အချက်လက်တွေ၊ကိန်းကနန်းတွေထက်ကစားဖို့ကိုစောင့်ကြည့်ရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်။သူ့ရဲ့ပွဲပေါ်ကိုနားလည်နိုင်စွမ်းကလည်းထူးချွန်ပြီးနေရာလိုဖန်တီးပေးရတာကိုကြိုက်နှစ်တက်တဲ့သူဖြစ်တာကြောင့် Manchester United အတွက်တန်မိုးရှိတဲ့ကစားသမားဖြစ်လာမှာပါ။နံပါတ်9ရိုးကစားသမားမျိုးမဟုတ်သည့်တိုင်မန်ချက်စတာယူနိုက်တက်တို့လိုအပ်နေတဲ့ဘောကယ်ရီယန်နဲ့ပရက်ဆင်ဂိန်းကိုတက်တောင့်တက်တာဖြစ်အောင်လုပ်ပေးနိုင်ပါပါ ဝင်းလန်မှာဘောလုံးတွေလူယူမယ်။တင်းလင်းမြန်မြန်နဲ့ကောင်တာပလေးတွေကိုဝင်ရောက်ကစားမယ်။ ကိုညာဟာသူ့ချက်တော့တဲ့ဘောလုံးရပြီဆိုတာနဲ့တကယ်အတုံးဝင်အောင်ချက်ချင်းလုပ်ပေးနိုင်တဲ့ chance creator တဦးဆိုလည်းမမှားပါဘူး။အမ်မိုရင်ဟာနေရာလွတ်တွေဖန်ပြီးကစားကွက်ကိုရှာတိုက်ယူတာမကယူဟာမြောက်တဲ့ရွေရှားမှုတွေနဲ့ကစားကွက်ကိုတိဆောက်ရတာသဘောကျတဲ့နည်းပြတဦးပါ။ဒါကြောင့်ကိုညာဟာအမ်မိုရင်ရဲ့ philosophy မှာအံဝင်ခွင့်ကြဖြစ်လာမဲ့ကစားသမားပါ။ကိုညာရဲ့အားနည်းချက်တချို့ကိုပြောပြရရင်တော့အဆုံးသက်ဆွမ်းဆောင်ရည်ပါပဲ။ Wolf အတင်းမှာသူရရှိခဲ့တဲ့ဂိုးရနိုင်ခြင်းနှုံးထက်တကယ်လက်တွေ့ရရှိခဲ့တဲ့ဂိုးအရေးတော့ကနည်းနေပါတယ်။ဒီချက်ကိုကြည့်ခြင်းအပြင်ကိုညာဟာ ယင်ထရဖီနီရှာတဦးမဟုတ်ကြောင်ပြသနေတာပဲဖြစ်ပါတယ်။ဒါ့အပြင်တည်ငြိမ်တဲ့ခြေစွမ်းမရှိတာကလည်းမန်ချက်စတာယူနိုက်တက်လိုထိပ်တန်းအသင်းတစ်ခုအတွက်အဟန့်အတားဖြစ်လာနိုင်ပြီးကိုညာအဓိကတိုးတက်အောင်လုပ်ဆောင်ရမယ့်အပိုင်းလည်းဖြစ်နေပြန်ပါတယ်။ Game to game စွမ်းဆောင်ရည်မတည်ငြိမ်တဲ့အချက်တချို့ကိုလည်းပိုင်ဆိုင်ထားပါတယ်။ တချို့ပွဲတွေမှာတော်တော်အသုံးဝင်တဲ့ game changer တအူးဖြစ်ခဲ့ပေမဲ့တချို့ပွဲတွေမှာဆိုရင်သူဟာပျောက်နေတတ်ပါတယ်။ Amorin ရဲ့ Stranger Attacking System ကညီစနစ်ပိုင်းတက်သွေးမသိမ်းလိုက်နာမှကစားမှုပေါ်တာမျိုးဖြစ်ပြီးကွန်ညာလိုလွတ်လွတ်လပ်လပ်ကစားတတ်တဲ့ကစားသမားမျိုးကအခက်အခဲတွေ့နိုင်ပါတယ်။ကွန်ညာကို System နဲ့ဖိချုပ်ကစားခိုင်းတာထက်လွတ်လပ်စွာကစားခိုင်းမှသာခြေပေါ်နိုင်တယ်လို့ဆိုလိုချင်တာပါ။ဒီအချက်ကို Amorin တယောက်ဘလို့ကင်တွယ်သွားမလဲဆိုတာကိုတော့ကျွန်တော်တို့ယင်ခုံရမယ်အပိုင်းပါ။ကွန်ညာအကြောင်းကတော့ကျွန်တော်တို့ဒီလောက်နဲ့ရင်နာလိုက်မှဖြစ်ပြီးနောက်ရက်တွေမှာဘယ်ကစားသမားတွေကို Analysis လုပ်မလဲဆိုတာစောင့်မျှော်အား ပေးကြပါအောင်လို့ပြောကြားရင်းအဆုံးသတ်ပါရစေ။